မင်္ဂလာပါဗျာဖော်ဝါဒီနေပညာနေပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှာတော့မိတ်ဆွေများကိုအရန်မိုက်တဲ့အရန်ဆောက်လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကောင်လေးကကိုလာနန်းနေတဲ့ဗီဒီယိုကောင်မလေးကောင်မလေးတယောက်ကကိုလာနန်းနေတဲ့ဗီဒီယိုကိုပြုလုပ်နေမြောက်ပေးမှာဖြစ်ပါတယ်အဲ့ဒီထဲမှာအဲ့ဒီဆောက်ဝတ်ထဲမှာအစုံအများကြီးလုတ်လို့ရတာရှိပါတယ်မိတ်ဆွေများကြည့်နေတဲ့ဗီဒီယိုကိုလိုက်ပြီးကလစ်လို့ရပါတယ်ဗျအဲ့ဒါဒီလက်လုပ်ဖို့အတွက်ထုံးစံတိုင်းပဲကျွန်တော်တို့ကဒီ Play Store ထဲโอเคကျွန်တော်ထုံးစံတိုင်းပဲ Play Store ထဲသွားလိုက်မယ် Play Store မှာ Peace Versi AI ဆိုတဲ့ software လေးကိုရှာပေးမှဖြစ်ပါတယ် PINHV ရ SE AI ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် install လေးလုပ်လိုက်မယ်မိတ်ဆွေများလည်း download ဆွဲလိုက်ပါဗျာနော်ဒီကောင်လေးပဲဖြစ်ပါတယ်ဗျာ okay ကျွန်တော်ဒီမှာလည်း download ဆွဲထားတယ် โอเคအဲ့ဒီထဲမှာကျွန်တော်တို့ကောင်လေးအားကိုလာနန်းနေပုံကောင်မလေးရဲ့ကောင်မလေးတက်ကွက်ကိုလာနန်းနေတဲ့ပုံစပြီး AI video တွေတော်တော်များများကို free လုပ်လို့ရတဲ့ software လေးပဲဖြစ်ပါတယ်အဲသူကကျွန်တော်တို့ Gmail account တစ်ခုနဲ့ဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ software လေး download ပြီးပြီဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်လောက်ဝင်ဝင်လိုက်မယ်နော်အဲဒီကောင်လေးပဲဖြစ်ပါတယ်အဲဒီကောင်လေးကိုတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးအောက်မှာရှိတဲ့ login with google ဆိုတာလေးကိုဒီနာလေးကိုနှိပ်ပြီးဝင်ပေးမှာဖြစ်ပါတယ်ဗျ Gmail account နဲ့ချိန်ပေးလိုက်မယ် โอเคကျွန်တော်ဂျီမီကောက်လေးတစ်ခုနဲ့ဝင်ပေးလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်ရေမိတ်ဆွေများလည်းကိုယ့်ရဲ့ဂျီမီကောက်တစ်ခုလေးကိုဒါလေးနှိပ်ပေးလိုက်ပါတော့သူအော်တိုလော့ဂင်ဝင်နေပါတယ်ဗျတော့ဂျီမီကောက်တစ်ခုကို0.90ရတယ်ဗျ0.90ရရတယ်ဆိုတော့ဗီဒီယို3လေးဘုလောက်တော့လုံလို့ရပါတယ်เนาะအဲ့တော့ Gmail account တစ်ခုကို free ဗီဒီယို3လေးခုတော့လုံလို့ရပါတယ်ဟုတ်ပါလားဆိုရင်တော့ allow လေးတွေပေးလိုက်မယ် allow on the time လေးပေးလိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ရတာကတော့10ဩကျွန်တော်ဒီမှာတော့ okay โอเคအဲဆိုရှင်ဒီကောင်လေးကကျွန်တော်ဒီမှာ point 160တော့ရတယ်ဆိုတော့တော်တော်မိုက်ပါတယ်โอเคအဲဆိုရှင်ကျွန်တော်ဒီမှာဗျာဗီဒီယိုလေးကတော့မျိုးစုံပဲကျန်တဲ့တဲ့ဗီဒီယိုလုပ်လို့ရပါတယ်အဲကျွန်တော်ဥမာနေနဲ့စမ်းပြမှာတော့ lossy case ပေါ့နော်ဒီမှာ case template လေးကိုတစ်ချက်လောက်ယူလိုက်မယ်နော်ဒီမှာမှာကျန်တဲ့တဲ့ဗီဒီယိုလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်လောက်ယူလိုက်မယ်โอเคယူပြီးတော့ဒီအားလေးကိုကျွန်တော်ဒီမှာရှိတဲ့ use template လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဗျာရွေးလိုက်မယ် create ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะအဲ့တော့ခဏဆောက်ပေးပါဗျာအဲ့တော့ကျွန်တော် zone ဲပုံလေးတော့တစ်ချက်ရှာပေးတာပေါ့เนาะ okay ဒါသူ generate လုပ်ပေးနေတယ်ဒီမှာလည်း free load ရတာအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော် generate လုပ်ပြီးရင်ဘယ်ကနေတွားကြည့်မလဲဆိုတော့ကိုယ့်ရဲ့ profile မှာတွားကြည့်လို့ရတယ်ဒီမှာ profile နဲ့ရှိရနော်အဲ့မှာကိုလောက်ခက်မြင့်ရအောင်တွားကြည့်လို့ရတယ်အဲ့ဒီမှာလည်း အာသူဒီမှာလည်းပြီးသွားရင်ဒီမှာ view လေးတူတူပေါ်လာနော် okay ကိုယ့် program သွားကြည့်လိုက်မယ်အာ okay ဒါဆိုရင်ဒီမှာပြီးသွားပြီဒီဟာလေးကိုတစ်ချက်ဖွင့်ကြည့်လိုက်မယ်နော်ဒီဟာလေးကိုတစ်ချက်ဖွင့်ကြည့်လိုက်မယ်အဲဒါမျိုးဒါမျိုးဒါမျိုးဖြစ်သွားရယ်နော်โอเคပြီးလို့ရှိရင်ဒီဘဲပုံမဆုံးမှုအကုန်လုံးအိုက်တိုင်းလေးလုပ်လို့ရပါတယ်ဗျโอเคโอเคတော့ဆိုအားလုံးသိသွားပြီထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီအားပေးကြပါအောင်ဗျ